ဒါကတော့ပျော်ရွှင်ကြည်နူးစရာအချက်ဇလန်းလေးတစ်ပုဒ်ပါကြည်နူးစရာဆယ်ကျော်တဲ့အချက်ဇလန်းလေးတွေကိုနားထောင်ကျင်တဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်တောက်ကြနေတဲ့အချက်ဇလန်းလေးတွေကိုဂျူဂျူ channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ဇလန်းလေးစားလိုက်ကြရအောင်ပါကျွန်တော်နာမည်ကမိုးညိုပါတယောက်ကအေးအေးဆေးဆေးနေတတ်တဲ့လူငယ်လေးတစ်ယောက်ပါလူတွေကကျွန်တော်ကို88နဲ့ခံစားချက်မဲတဲ့သူလို့သတ်မှတ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူးကျွန်တော်ကကိုယ့်ဘာသာကိုနေချင်တာ လွတ်လပ်မှုကိုမျက်နှိုးတဲ့သူပါဒါပေမဲ့ကျွန်တော်ရဲ့အေးဆက်တဲ့ကဘာကြီးတဲ့ကိုရွှေမုံဆိုတဲ့အသက်16နှစ်အရွယ်ကော်မန်လေးတယောက်ကဝင်လာခဲ့တယ်။သူမကပျော်ရွှင်ခြင်းစာပေးလို့နာမည်ပေးထားတဲ့စာအုပ်ဆိုင်လေးရဲ့ပိုင်ရှင်ပါလေ။ပထမဆုံးတွေ့တဲ့နေ့ကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး။ကျွန်တော်ကစာအုပ်ဆိုင်ကိုစာအုပ်ဝယ်ဖို့တွားတာ။တကားကိုတွန့်ခွင့်လိုက်တော့ဆိုင်တကားမှာချိန်ထားတဲ့ဂျင်းနီခေါင်းလောင်းလေးကချွလင်းဆိုပြီးညီသွားတယ်။စာအုပ်ပုံလေးကြားထဲမှာခေါင်းငိုက်ဆိုင်နဲ့အမောက်အိမ်နေတဲ့ကော်မန်လေးတယောက်က အောင်ထောင်းလာတယ်။ရှင်မောင်ကဆက်တက်လို့လို့သူ့မျက်နှာကိုစောက်တုံးနဲ့ကာထားတယ်။ဟိုးဟိုးဘာများလို့ခြင်းပါတလဲရှင်။ဒုမအတန်ကတိုးလုံးလို့ကျွန်တော်တေချာနားဆိုင်ထောင်းမှာကြားရတယ်။ကျွန်တော်ကလည်းမျက်နှာတည်နေပဲ။ဒေါက်တာလော်ရန့်ရဲ့ quantum ယူပပီတာစာအုပ်လို့ပြောလိုက်တယ်။ရှင်မောင်ကချက်ချင်းမတ်တက်ထရပြီးဟိုဘက်ဒီဘက်အပြေးလွှားလိုက်ရှာတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကကြောင်လေးတကောင်လို့ဂမုရှုလို့ဖြစ်နေတာ။စောက်စင်တစ်ခုကိုဝင်တိုက်မိပြီးစောက်တုတ်ကသူ့ကောင်းမော်ကိုပြုတ်ကျသွားတယ်။ တွေ့တွေ့ပါပြီရှင့်။သူမကစောက်ကိုတွေ့တော့ဝန္တာအာရကျွန်တော်စီကိုပြေးလာပြီမဲ့ချက်စိတ်နဲ့မျက်နာကနီးရဲနေတယ်။ဒီမှာပါရှင်ပြောရစာအုပ်။ကျွန်တော်စောက်ကိုယူပြီးတစ်ဆက်ရှင်းလိုက်တယ်။ပြီးတော့ကျွန်တော်စကားအေးအေးလေးနဲ့စိတ်ပြက်လက်ပြက်ပြောလိုက်တယ်။ဆိုင်နံပါတ်ကပြောရှင်ချင်းစာပေးဆိုပြီးမဲ့ပိုင်ရှင်ကအပြင်းထူတဲ့ကြောင်မာလေးတိုင်းမဲ့တော့ရှင်မုံမျိုးလုံးပြုတ်သွားတယ်။သူမစကားပြန်ပြောဖို့ကြိုးစားပြီမဲ့။အဲဟိုဟိုလေးကျွန်တော်ကတော့ပြုံးတော်မပြုံးမဲ့ဆိုင်ထဲကထွက်လာခဲ့တယ် ကျွန်တော်ကောင်းကောင်းသိပါတယ်။သူမကိုစိတ်ဝင်စားမိနေပြီဆိုတာ။အဲ့ဒီနေ့နောက်ပိုင်းကျွန်တော်နေတိုင်းလိုလိုစောင်းဆိုင်ကိုတွားပြတယ်။ကျွန်တော်ရဲ့ ADA ဆက်ပုံစံကရွှေမုံရဲ့ရှက်တတ်တဲ့ဇရိုက်နဲ့ပေါင်းဆက်လိုက်တော့နည်းနည်းတော့ရည်စရာကောင်းနေတယ်။တရက်တော့ကျွန်တော်ကကပလာစောက်တုပ်ကိုယူလာပြီးသူမကိုပေးလိုက်တယ်။ဒါကမင်းအတွက်ဆဲလုံရှာမှုရောနဲ့အောင်နေထိုင်ပြီဆိုတဲ့ကပလာစောက်။သူမမျက်နှာပြတ်သွားပြီးကျွန်မကစိတ်မလုံရှားပါဘူးနော်လို့ဟန်ကြဲကြဲလေးနဲ့ပြန်អော်တယ်။ ဒါပေမဲ့စောင်းယူတဲ့အခါသူ့လက်ချောင်းလေးတွေကတုံးမိတာကိုကျွန်တော်မြင်လိုက်ရတယ်။ဟုတ်ပါပြီ။ကျွန်တော်ကရီကျဲကျဲနေပဲ။တက်တနာကအဲ့ဒီကစားတာ။ရွှေမုံမိသားစုအထူးသခင်သူ့ရဲ့အဖေဦးရွှေဖေသူကမြို့ရဲ့နာမည်ကြီးဆိုင်ဆရာဟောင်းပညာတတ်ပုံစံမျိုးသူ့ဆိုင်ကိုအေးဆက်ဆက်နဲ့စာမခတ်တတ်တဲ့ဘောလီလူကောင်တယောက်ကနေတိုင်းလာနေတာကိုမကြိုက်ဘူး။ဦးရွှေဖေက တနေ့ကျွန်တော်စောင်းရှာနေတော့ဆိုင်ထဲကိုဝင်လာတယ်။မျက်မှန်အောက်ကသူ့မျက်လုံးတွေကကျွန်တော်ကိုတေချာစိုက်ကြည့်နေတာ။မောင်ရင် ဒီစာအုပ်ဆိုင်ကိုနေတိုင်းလာနေတာဘာကိစ္စရှိလို့လဲကျွန်တော်ကပတ်စံရည်ကိုဖြည်းဖြည်းချင်းဖွင့်ရင်စာအုပ်ဝယ်ဖို့ပါဦးလေးလို့အေးအေးဆေးဆေးပြန်ဖြေလိုက်တယ်အေးကော်နန်ယူပဗေဒကိုနေတိုင်းဖတ်ရအောင်မင်းကယူပဗေဒပညာရှင်လားရွှေမောင်ကချက်ချင်းဝင်ပြောတယ်အဖေမိုးညိုက ကျမတို့ဆိုင်ရဲ့ဖောက်တဲ့တူပါရွှေမောင်ကဆက်ဆက်နဲ့စကားထစ်ပြီးရဲရဲကြီးလိန်လိုက်တာကျမရဲ့နှလုံးလေးကကျွန်တော်ကိုတေချာပြောနော်ဆိုတဲ့အကြည့်နဲ့ကြည့်နေတယ်ကျွန်တော်ကရွှေမောင်ကိုကြည့်ပြီးပြောလိုက်တယ် ဒါဟာကျွန်တော်ဘဝမှာပြုံးရခဲ့တဲ့အကျုံးတစ်ခွင့်ဖြစ်မှာပါ။ဟုတ်ပါတယ်။ရွှေမုံပြောတာမှန်ပါတယ်။ကျွန်တော်ကသူ့ရဲ့အကြီးမားဆုံးဖောက်တဲ့တယောက်ပါ။အဲ့ဒီအမြဲတမ်းဖောက်တဲ့ဆိုတဲ့တိစကပဲကျွန်တော်တို့ကိုပို့ပြီးတော့နှိဆက်စေခဲ့တယ်။ဥရှိဘေကတော့တန်တရားမပြေဘူး။ရွှေမုံကိုစာအုပ်တွေစီးဖို့ခိုင်းလိုက်တယ်။ဒီနေ့မှာကျွန်တော်ကရွှေမုံကိုရုပ်ရှင်ကြည့်ဖို့ချိန်တယ်။ဒီညရုပ်ရှင်သွားကြည့်အောင်။မင်းကြိုက်တဲ့ကြောင်ချစ်သူလေးများရဲ့စွန်သားကန်းဆိုတဲ့ကသူမကဆက်ပြီးခေါင်းငုံနေတယ်။ မုံညိုရဲ့ကျမကအပြင်သွားဖို့မဝင်ရဲဘူးအဖေကလည်းလူမှမဟုတ်ဘူးရွှေမုံကျွန်တော်ကတင်းမာတဲ့လေးသန်းနဲ့ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာရွှေမုံရဲ့ဆက်တက်တာကိုချစ်စရာကောင်းတယ်လို့ကြွေးနေတယ်မင်းကစာအုပ်ဆိုင်ရဲ့နေရာတွေထဲမှာပဲပုံနေတော့မှလားကဘာကြီးကစာအုပ်ဆိုင်တွေထက်ပိုကြီးတယ်လာကျွန်တော်နဲ့လိုက်ခဲ့နောက်ဆုံးတော့သူမလိုက်ခဲ့တယ်ရုပ်ရှင်ရုံထဲမှာသူမကလူတွေအများကြီးမြင်နေရလို့ကျွန်တော်လက်ကိုတင်းတင်းဆုပ်ထားတယ်ရောက်ရှင်ပြီလို့ကော်ဖီဆန်ရောက်တော့မှ သူမရဲ့စိတ်ကနည်းနည်းတက်တာသွားတယ်။မုံညုံရှင်ကအမြဲတမ်း AD အဆက်ပဲနော်အမြဲတမ်းမျက်နာသေးနဲ့ကျွန်တော်ကသူ့ကိုမျက်နှာသေးနဲ့စိုက်ကြည့်လိုက်တယ်။ကျွန်တော်ကအေးဆက်တာမဟုတ်ဘူးကျွန်တော်ရဲ့ခန်းသားချက်တွေကိုရေခဲတက်တာထဲမှာထည့်သိမ်းထားတာအဲ့ဒါကြောင့်ဘသူမှကျွန်တော်ကိုထိခိုက်အောင်မလုပ်နိုင်ဘူး။ရှင်မုံကညင်သာစွာပြောလိုက်တယ်။ဤခက်နေတဲ့ခန်းသားချက်တွေကပျော်ရွှင်မှုကိုဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူးမုံညုံ။ကျမရဲ့စောက်ဆိုင်နာမည်ကပျော်ရွှင်ခြင်းစာပေလေ။ရုပ်ရည်ကျွန်တော်လက်ကိုဆန်တန်းလိုက်ပြီ။ ူပါလေးကိုဖောက်ဖွာလီထိလိုက်တယ်။နောက်ဆုံးရှင်မုံကကျွန်တော်ရဲ့ရေပဲတက်တာကိုဖွင့်ပေးမလား။ရှင်မုံမျိုးလုံးတွေပြူးကျဲသွားပြီးချက်ချင်းရှက်သွေးဖျားသွားတယ်။သူ့ထိုင်ကုန်ကနေထလိုက်ပြီးတော့"ကိုကျွန်မပြန်တော့မယ်ဖေဖေစိတ်ပူနေလိမ့်မယ်"လို့ပြောပြီးတော့ဂမန်ကတန်းထွက်ပြေးဖို့လှုပ်တယ်။သူ့ရဲ့ဆက်တက်တဲ့အမူအရာကိုကျွန်တော်ကြည့်ပြီးတိတ်တိတ်လေးရည်ချင်မိနေတယ်။နောက်တစ်ပတ်မှအချိန်လေးကပိုဆိုးသွားတယ်။ဥရွှေဘေကစောင်းဆိုင်ကိုပိတ်လိုက်တယ်။ရှင်မုံကိုလည်းအိမ်ထဲကအိမ်ကြီးမှာထွက်ရအောင်တောက်ခတ်ထားလိုက်တယ်။ ကျွန်တော်ကလည်းဝင်ခွင့်မပြုတော့ဘူးကျွန်တော်စိတ်မပြတ်ပါဘူးအစီအစဉ်တစ်ခုဆွဲတယ်ကျွန်တော်စောင်းဆိုင်ရှေ့ရောက်သွားတယ်ဥရွှေဖေကအတွင်းကနေမခန့်ကျင်စိမ့်နဲ့စိုက်ကြည့်မိကျွန်တော်ကအပြင်ဘက်မှာအတန်ကျဲကျဲနဲ့ပြောလိုက်တယ်ရှင်မောကျွန်တော်ကမင်းရဲ့ကွန်တန်ယူပဗီဒါကိုဖတ်နေတော့မယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာချက်ချင်းမြတ်တရဲ့ဓာတုဗီဒါစာအုပ်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာပြီမင်းမရှိရင်ကျွန်တော်နှလုံးသားရဲ့အိုက်တန်တွေကကွဲပြားသွားလိမ့်မယ်ရှင်မောကအလန်တကျအော်တန်လေးနဲ့မို့ညို့ အဲ့ဒါဘာတွေလောက်អော်နေတာလဲလို့လန့်អော်တယ်ကျွန်တော်ကမရက်ဘူးပို့ပြီးတော့အတန်ကြဲကြဲနဲ့អော်လိုက်တယ်ဥရှိပေကျွန်တော်က88%ဖြစ်နေရင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အေးဆက်ခြင်းကရွှေမုံရဲ့နှွေးထွေးမှုကိုလိုအပ်တယ်ကျွန်တော်သူ့ကိုပျော်ရွှင်မှုပေးခြင်းနဲ့တာသမီပျော်ရွှင်မှုဆိုရင်ဟိုက်ဒရိုဂျင်လိုပေါ်ပါတဲ့ခန်းစားချက်ကိုဆွလွတ်လိုက်ပါငါကဘလို့ကောင်းလဲကွမ်တမ်ယူပဗေဒနဲ့လာချင်းချောက်နေတာလားမဟုတ်ပါဘူးဦးလေးကျွန်တော်က ECC ဖြေလိုက်တယ် ကျွန်တော်ကရိုးသားတဲ့ချစ်နဲ့ပဲတောင်းဆိုတာပါကျွန်တော်ရွှေမန့်ကိုတကယ်ချစ်တယ်ကျွန်တော်အေးဒီအဆက်ပုံစံပြောင်းဖို့လေကြိုးစားပါမယ်ဒီနေ့ကိုအပြုံးတရားလစ်ကျင်ပါမယ်ဥရွှေဖေကျွန်တော်ကိုစိုက်ကြည့်တယ်ပြီးတော့ရွှေမန့်ကိုတည်းလဲကြည့်တယ်ရွှေမန့်ကသူ့လက်ဖွားနဲ့မျက်နှာကိုကာထားပြီးမြင်သူမရဲ့မျက်ရည်လေးတွေကိုမြင်လိုက်ရတယ်ပျော်ရွှင်ခြင်းမျက်ရည်လေးလို့ကျွန်တော်တွေးမိတယ်ဘုံညိုရွှေမန့်ကတိုးတိုးလေးပြောတယ်ဥရွှေဖေကတပြင်းချလိုက်တယ်မင်းတို့ကောင်းမျိုးကိုငါသဘောမတူပြီမြင်ငါသမီးကမင်းကြောင့်ဆက်တာမဟုတ်ပဲ ဝုန်းနေတယ်ဆိုတော့ကဲတော့မင်းတို့ကိစ္စမင်းတို့ရှင်းကြအဲ့ဒီနေ့ကစပြီးရွှေမုတ်စာအုပ်ဆိုင်မှာကျွန်တော်ကရုံးပရက်တာဝင်ကူပြစ်တယ်စာအုပ်တွေစီရတယ်ရွှေမုံကကျွန်တော်ကိုစာအုပ်ဆိုင်ထဲမှာအေးခဲတဲ့စာအုပ်စီတဲ့ဆက်ရုပ်လို့နာမည်ပြောင်းပေးထားတယ်ကျွန်တော်သူမနဲ့လက်တွဲပြီးစာအုပ်ဆိုင်လေးကိုစီမံခန့်ခွဲတယ်သူမရဲ့ဆက်တက်တဲ့ဇယိုက်ကိုကျွန်တော်က ADS ပုံစံနဲ့အများထဲစနောက်နေတတ်တယ်တနေ့သူမကစာအုပ်တွေကိုယူလာပြီးပြောတယ်မုံညိုဒီမှာရှင့်အတွက်အတုံးလေးချိန်ကစာအုပ်တဲ့ ကျွန်တော်စာအုပ်ကိုယူပြီးသူမကိုတည်တည်ချာချာကြည့်လိုက်တယ်။ပြီးတော့ကျွန်တော်မျက်နှာပေါ်ကကစားတောင်လေးတွေကိုအနှံ့ငယ်ဆွဲတင်လိုက်။ဒါကကျွန်တော်အကောင်းဆုံးပြုံးပြနိုင်တဲ့ပုံစံပဲ။ဘယ်လိုလဲ။ပျော်ရွှင်ခြင်းစာပေရဲ့ပိုင်ရှင်ပါလိ။ကျွန်တော်ပြုံးတတ်ပြီလား။ရှင်မုံကရည်လိုက်တယ်။ဟင်းနည်းနည်းတော့ကြောက်စရာကောင်းသေးတယ်။ဒါပေမဲ့ရင်ထဲဆိုင်တော့အမျိုးထွေးလာပါပြီ။ကျွန်တော်က ADHD မိုးညွတ်ဖြစ်ပေမဲ့ရှင်မုံရဲ့ပျော်ရွှင်ခြင်းကကျွန်တော်ရဲ့ခံစားချက်တွေကိုအေးခဲနေရကနေရေပြောင်းလုံနိုင်ခဲ့တယ်ဆိုတာကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်ဘဝမှာအချစ်ဆိုတာကွန်တန်ယူပဗေဒတဲ့ပို့ပြီးတော့ရှုပ်ခွေးပြီးပို့ပြီးတော့လေချုံမြင်တဲ့ဓာတုဗေဒဆိုတာကိုနားလည်သွားပေပြီ